ားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြမပေါ်လုံးအာကစားတရင်အဆုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြမလေးစဉ်ကိုလည်းကစားသမားဂျိုမင်းကမလေးရှားစူပါလိဂ်လဲ PDRM အသင်းကနေတီရန်ကာနူအသင်းကိုရုတ်တရက်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်မလေးရှားစူပါလိဂ်လဲတီရန်ကာနူအသင်းကမြမလေးစဉ်ကိုလည်းကစားသမားဂျိုမင်းကိုအပြစ်သက်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကိုအသင်းရဲ့ဝက်ဘ်ဆိုက်ကနေထုတ်ပြန်ကြေညာခဲ့ပါတယ် ီရန်ကန်တို့အသင်းကဂျော်မင်းဦးရဲ့စာချုပ်တက်တန်းကို မဖော်ပြခဲ့ပဲနဲ့၎င်းအနေနဲ့ဒီယာဒီမှာအသင်းအတွက်များစွာပံ့ပိုးကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းဖော်ပြခဲ့ပါတယ်။ခမန်းရတီရန်ကန်တို့အသင်းကဂျော်မင်းကိုဒီယာဒီကုံအထိတာစာချုပ်ချုပ်ဆိုထားဖို့ရှိနေကြောင်းသိရှိရပါတယ်။တီရန်ကန်တို့အသင်းကမြမလီစင်ကွင်းလေကစားသမားဂျော်မင်းကိုသတ်မှတ်ထားတဲ့ယာဒီဝက်အပြောင်းရွှေ့ကာလရောက်မှခေါ်ယူခဲ့ခြင်းမဟုတ်ပဲနဲ့အမပေးလီးပြဲပွဲကျင်းပနေတဲ့ဂျားကာလမှာခေါ်ယူခဲ့တာဖြစ်ပါတယ်။ မလေးရှားဘောလုံးပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းရဲ့ထုတ်ပြန်ထားတဲ့စီးမင်းသစ်အရာကလပ်အသင်းတွေကရာသီဝက်အပြောင်းရွှေ့ကာလအတွက်ခေါ်ယူဖို့ရည်ရွယ်ထားတဲ့ကစားသမားကိုကြိုတင်မှတ်ပုံတင်ပြီးခေါ်ယူနိုင်ပြီးတော့ပြည်တွင်းပြိုင်ပွဲတွေမှာထည့်သွင်းကစားခွင့်ပြုထားကြောင်းသိရှိရပါတယ်မြန်မာလေးစဉ်အသေးတိုက်ဆိုင်မှုမေထက်လူကရှင်းမှန်ကစားခဲ့တဲ့ American Semi Pro League ပွဲစဉ်မှာမိခင်ကလပ်အသေးအတွက်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ Semi Pro League ပြင်ပန်ကစားခဲ့တဲ့ပွဲတမှာမေထက်လူကအသင်းကောင်းဆောင်အဖြစ်ပွဲထွက်ကစားခဲ့ပြီးတော့ပွဲချိန်မိနစ်30ကျော်မှာမိခင်ကလပ်အသင်းတွေဥဆောင်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲစဉ်ပြိုင်ပွဲအပြီးမှာတော့မေထက်လူပါဝင်ကစားနေတဲ့ American Semi Pro League အသင်းက3ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပါတယ်။ပြုံးနိုင်ငံလန်ချမ်းမြို့မှာစက်တင်ဘာ30ရက်နေ့ကနေပြီးတော့အောက်တိုဘာ9ရက်အထိကျင်းပမယ့်၄နိုင်ငံချစ်ကြီးပေါ်လုံးပြိုင်ပွဲကို ISV ရဲ့မျိုးသားအသင်းကဝင်ရောက်ရှင်မှန်ကစားသွားမှာဖြစ်ပါတယ်။ ဒီနိုင်ငံချစ်ကြည်ဘောလုံးမြောင်ပွဲမှာအင်ရှင်တရုတ်နိုင်ငံမြန်မာနိုင်ငံလာအိုနိုင်ငံနဲ့ BNN နိုင်ငံတို့ပါဝင်ရှင်များကစားသွားကြမှာဖြစ်ပါတယ်2025 2026ခုနှစ်မြန်မာ National League ပွဲစဉ်ကပြီးမှာရန်ကုန် United အသင်းကအမှတ်ပေးစရာထိပ်ဆုံးနေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးတော့အဆင့်2နေရာမှာ Hanover United အဆင့်3နေရာမှာ Dukong Star United နဲ့အဆင့်4 5နေရာတွေမှာ Shaw United နဲ့ Yanabo အသင်းတို့က Yamet Messi နဲ့အဆင့်လိုက်ရည်တည်ရရှိပါတယ်အပီစီအဆင့်7နေရာမှာတော့ရမရ United အသင်းနဲ့အဆင့်7နေရာမှာတော့ ရခိုင်ယူနိုက်တက်အသင်းတို့ကအပေါ်အောင်ယက်တီနေရာကိုတွေ့ရမှာဖြစ်ပါတယ်။ရှူဂနာနိုင်ငံမှာချင်းမနဲ့ကမ်ပါလာအင်တာနက်ရှင်နယ်2025ကျက်တောင်ပြိုင်ပွဲမှာမြန်မာကစားသမားဟိန်းထုတ်ကဘောလုံးပွဲအထိကိုတက်ရောက်နိုင်ခဲ့ပေမဲ့အိန္ဒိယကစားသမားကိုရှုံးနေခဲ့ပြီးတော့ဒုတိယဆုကိုစခုရရှိခဲ့ပါတယ်။မြန်မာဦးမလီ2025-2026ရာသီဝက်နောက်ဆုံးပွဲစဉ်မှာမြောက်ဝတီအသင်းကို ISB ရဲ့မြို့သမီးအသင်းက2-9မိရှိအနေနဲ့အနိုင်ရရှိခဲ့ပြီးတော့ရမတ်19မှတ်နဲ့ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နယ် Riot ဒီအမတ်တစိတာအဖြစ်ဖြော်ရီတို့စပွန်ဆာစာချုပ်ချုပ်ဆိုဝဲအခမ်းအနားကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အစည်းအဝေးခန့်မှန်းမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်လာခဲ့ကြတဲ့အဲ့တဲ့တော်ရီနဲ့မြန်မာလေဆင်ကသာသမားတို့အမတ်တရားစုပေါင်းတပုံရက်ကူပြီးအခမ်းအနားကိုပြည်ဆောင်ခဲ့ကြပါတယ်။ထိုင်းနိုင်ငံမှာကျင်းပမယ့်အမျိုးသားယူဆက်ခွန်ဖိတ်ခေါ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်မြန်မာယူဆက်ခွန်လက်ရွေးစင်အသင်းကိုဖိတ်ကြားထားခံခဲ့ရပါတယ်။ ပြန်ဝဲကိုအော်တိုဘတ်လအတွင်းမှာကျင်းပသွားမယ်လို့သိရှိရပြီးတော့မြန်မာယူဆက်ခွန်အသင်းနဲ့အတူ PG Patan Prime 6ဘူရီ SM Share Raja Navy EWAT PBF VNN အသင်းတွေပါဝင်သွားမှာဖြစ်ပါတယ်ချောမင်းဦးပြောင်းရှိသွားတဲ့မလေးရှားစူပါလီဂလပ်တီရန်ကန်နူ FC ရဲ့တင်ရန် home stadium အင်ကွေးမဲဖြစ်ပါတယ်။ မြန်မာလေဆိုင်မြို့သားအသင်းကအခြားခြေစစ်ပွဲစဉ်အဖြစ်လာမယ့်အောက်တိုဘာ9ရက်နေ့မှာအဝေးကွင်းအောက်တိုဘာ10ရက်နေ့မှာအင်ကွင်းစားတဲ့ပွဲစဉ်2ပွဲကိုစီးရီးယားအသင်းနဲ့ရှင်းပြကစားသွားမှာဖြစ်ပါတယ်။စီးရီးယားအသင်းနဲ့ရှင်းပြကစားသွားမယ့်ဗမာနောက်မြန်မာလေဆိုင်အသင်းကို စတင်စကန်သွင်းလေ့ကျင့်နေပြီဖြစ်ပါတယ်။ ပမာဏကသသမ24ဦးပါဝင်တဲ့မြန်မာအသင်းအနေနဲ့အောက်တိုဘာ2ရက်နေ့မှာထိုင်းနိုင်ငံကိုထောက်ခခဲ့ပြီးတော့ပြည်ပလိမြန်မာရှိတဲ့ကသသမတွေနဲ့ပေါင်းစည်းပြီးတော့ဆက်လက်စခန်းသွင်းလေ့ကျင့်တောင်းမှဖြစ်ပြီးတော့အောက်တိုဘာ9ရက်နေ့မှာစီးရီးယားနဲ့ဝူကွန်းပွဲစဉ်ကစားမယ်ဆော်ဒီအာရေဗျာနိုင်ငံကိုထောက်ရှိတောင်းမှဖြစ်ပါတယ်။အခုလိုဘောလုံးအကစားတင်ဆက်မှုလေးကိုချန်နယ်တက်ဆိုတော့ Subscribe Like and Comment လေးပြုလုပ်ထားပေးကြပါအခုလိုနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးမိကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်။